ကဲဒီနေ့တော့နည်းနည်းတော့နောက်ကြအောင်ဟုတ်ကဲ့အော်ခမ်းမြန်မြန်လေးပဲကျွန်တော်တို့ပြပြီဘောနော်ဒါမနေ့ကတော့ကျွန်တော်တို့ရန်ကွက်ထဲရမိတယ်ဘောနော်ရန်ကွက်ကခွန်လေးဘောနော်ကျွန်တော် main ကွက်ကခွန်6လို့ပြီးသွားတာအဲ့တော့မအောင်ဆုံးဒီ edit ဟိုဟာနဲ့ပဲပြကြတာပေါ့အဲ့တော့ဒီမှာကျွန်တော်တို့စပြီးကြည့်ကြအောင်ဘောနော်ဒီမှာမြားလေးနဲ့ပြရအောင်တော့ဒုတ်လေးနဲ့ပြရအောင်ဟုတ်ပြီထားပါဘယ်လိုပဲပြပြ အဲ့တော့ဘယ်နာစာလဲဆိုရင်ဒီမှာကျွန်တော်63 63ဘောင်းကောင်ကဘာရလဲဆိုရင်ကိုနော်ကိုဆိုတော့ဆိုတော့ကိုရဲ့နက္ခတ်ကတော့6ကိုရဲ့နက္ခတ်က6ကိုရဲ့ဘောင်းက4 6 4ဝန်းကျင်6 4ဝန်းကျင်နဲ့6ညီတယ်ပေါ့နော်6ညီဒီမှာ6ညီတယ်နော်တခါကျွန်တော်တို့ဒီမှာ3ညာ2ဘောင်းကျင် တုံညာနဲ့ပေါင်းခြင်းနှစ်ရာနှစ်ရဲ့နှစ်ခက်က၄ sorry နှစ်ရဲ့နှစ်ခက်က၄နှစ်ပါဝါက0.1ခွန်ဝန်းကြီးဒါနှစ်ခွန်ဝန်းကြီးနဲ့ခွန်ကြီးတာပါဒီမှာနော်အဲ့တော့နောက်တစ်ခုကျွန်တော်ဒီမှာနောက်ထပ်ဒီမှာ၁နှစ်ပေါင်းခြင်း၁ခွန်ပေါင်းခြင်း၈နော်၈ဆိုတော့၈ရဲ့နှစ်ခက်က၈ရှေ့ပါဝါ3 3ထဲထွက်တယ်နော်ထဲထွက်သွားတယ်ဒီမှာ1 2 3 ဒီမန္တရီနော်ဝန္တရီဆိုတက်ထွက်သွားတယ်အကယ်နောက်တစ်ခုကျွန်နှစ်နဲ့သုံးနဲ့ပေါင်းလဲငါနော်ငါရဲ့နှက်ခက်ကကျွန်တော်တို့သုံးငါရဲ့နှက်ခက်သုံးငါဘောင်ဟာသုံးရသုံးသုံးကြရတဲ့ကျွန်တော်တို့ဘာထွက်တယ်63ဆိုတော့သုံးကြီးနော်နောက်တစ်ခုကကျွန်တော်တို့မှာ83 83ပေါင်းတော့တည်နော်တည်ရဲ့နှက်ခက်က sorry ရှင်းတော့မလို့တည့်တည့်ရဲ့နှက်ခက်က8နော်တည့်ရဲ့ဘာဝါ6 86 ရောက်လေရကျွန်တော်6ညเนาะဒီမှာကဲဟုတ်ပြီနောက်ထပ်ကျွန်တော်တို့ဒီမှာအဲနောက်ထပ်ဒီမှာ36လည်းပေါင်းမယ်เนาะ36လည်းပေါင်းမယ်36လည်းပေါင်းတဲ့အခါကျတော့900ရတယ်900ဆိုတဲ့အခါကျတော့ကျွန်တော်တို့900ရဲ့နှက်ကက6 9ရဲ့ပေါင်းပါလေ6 4ဝန်းကျင်6 4ဝန်းကျင်နေရ6 8ဆိုတော့နာ6 8ထွက်တယ်ပေါ့เนาะအဲ့တော့အဲ့တော့နောက်ထပ်ကကြာတော့ကျွန်တော်တို့ဒီမှာညနေအတွက်ပေါ့เนาะ9 8 ငါရှိဆိုလို့တော့တောင်းရင်ကကငါရမယ်တောင်းရင်ပေါင်းပါရှိရငါရှိဆိုလို့ဝန်ကြီးတခုရမယ်เนาะငါရှိဆိုလို့ဝန်ကြီးတခုရပြီကဲဟုတ်ပြီအဲ့တော့နောက်ထပ်ကျွန်တော်တို့ဘာလို့ရှိမလဲပေါ့เนาะထပ်ကြည့်ငါရှိဝန်ကြီးရပြီเนาะအဲ့ဒါမှတ်ထားလိုက်ငါရှိဝန်ကြီးရနောက်ထပ်ကဘာလို့ရှိမလဲပေါ့ငါရှိနေနေတော့နောက်ကြာတယ်เนาะငါရှိဝန်ကြီးငါရှိဝန်ကြီး ကဲဟုတ်ပြီအဲ့တော့၅၈ဝန်းကျင်ရပြီနောက်တစ်ခါကကြာတော့ဒီကောင်ဖြစ်မလဲဆိုရင်ဒီကောင်ပေါ့နော်နောက်တစ်ခါကကြာဒီကောင်ဒီမြင်နဲ့ပဲပြမှာရတာဒီကောင်လည်းပဲပြမှာဆိုတော့နည်းနည်းချိန်ကြာနေမှာကြောက်လို့တော့ဒေနာဆောင်နေဆိုရင်608ဒီမှာ6ခုပေါင်းတော့1အတုံးတုံးနေချင်းနေပေါင်းတော့1နော်1ဆိုတော့1ရဲ့နက္ခတ်ကနက္ခတ်တွေပဲတော့ပေါ့နော်1ရဲ့နက္ခတ်က8 တေဘဝ6 6ချောင်းကြီး6ချောင်းဝင်ကြီးနဲ့ချောင်းကြီးเนาะနောက်3664ပေါင်းတော့3ညာ3ညာရဲ့နှစ်ခက်ကခွန်3ညာရဲ့ဘဝကခွန်9လေးကခွန်เนาะခွန်9လေးရဲ့ခွန်နောက်တစ်ခါတစ်တစ်ပေါင်းလို့နှစ်နှစ်နဲ့3လေးပေါင်းလို့9 9ရဲ့နှစ်ခက်က3 9ရဲ့ဘဝ3ညာ3 3ညာရဲ့က3 3ညာရဲ့3เนาะ3ကြီးတယ်တစ်ခါနှစ်တစ်ပေါင်းလို့3 3နဲ့နှစ်နဲ့ပေါင်းလို့9 ငါးရဲ့နှက်ခတ်က3ငါးရဲ့ဘာဝ3ညတုံးတုံးညရဲ့3ပဲညီတယ်။အဲ့တော့6 6ပေါင်းရင်4 4နဲ့ခွန်လည်းပေါင်းတည်။တင်းနှက်ခတ်က8 8ရဲ့ဘာဝ6 8 6 8 6တည်းရဲ့6ညီတယ်နော်။6 6တည်းရဲ့6ညီတယ်။နောက်တစ်ခါ၃၃ပေါင်းလို့၃၃တို့လို့ပေါင်းလို့9เนาะ9ရဲ့နှက်ကက6 9ရဲ့ပေါင်းပါ4 6 4 6 4 1ချင်းနဲ့က6ညီတယ်เนาะဒီမှာ6ညီ။အဲဆိုညနေအတွက်ဆိုရင်ကျွန်တော်တို့ဘာရှိမလဲပေါ့เนาะညနေအတွက်ဘာရှိမလဲဆိုရင် ဘာကြောင့်ပေါ့လို့ဒီတင်းနေတော့လည်းပေါ့နော်၄၄ရဲ့နက္ခတ်က၂၄ရဲ့ပါဝါ9เนาะ2 9ဝန်းကျင်ရှိတယ်2 9ဝန်းကျင်ရှိတယ်ဘာကြောင့်ပေါ့လို့ဒီတင်းနေတော့လည်းပေါ့နော်၄เนาะ၄ရဲ့နက္ခတ်က၂၄ရဲ့ပါဝါ9 2 9ဝန်းကျင်ရှိတယ်เนาะခုနကတော့ကျွန်တော်9 8ဆိုတဲ့ဝန်းကျင်ရတယ်เนาะ9 8ဝန်းကျင်2 9ဝန်းကျင်ရှိတယ်အဲ့တော့အရှိရဲ့2ကိုရောင်းနေရှိတယ်။ဒါဆိုတော့လေကျွန်တော်တို့လောက်ထပ်ပါလိရှိအောင်မလဲပေါ့နော်။ ချက်ကြည့်မယ်။ကဲအဲ့တော့ကျွန်တော်တို့ဒီနေ့29ရက်နေ့နော်29ရက်နေ့29ညနေပေါ့နော်ညနေညနေမှာကျွန်တော်တို့ဘာတွေရှိလဲဆိုရင်ပထမဆုံးစပြီးတော့တွေ့ရအောင်နော်ပထမဆုံးစနေလားတော့အရှိဝန်ကြီးအရှိဝန်ကြီးရဲ့နှစ်ကူဝန်ကြီးရဲ့နော်ငါက ချောင်းလေးဝင်နေရရှိတယ်ပေါ့နော်။ဆိုတော့အဲ့ဒါလေးတွဲမယ်ဆိုလို့ရှိရင်ကျွန်တော်ကငါးနေငါးကိုရှိမယ်။ပြီးတော့ရှင်းနေရှိကိုရှိမယ်ပေါ့နော်။ရှင်းနေရှိကိုရှိမယ်။နောက်ကြတော့နောက်ထပ်တွဲမယ်ဆိုရင်ဒီမှာနှစ်ချောင်းနှစ်ချောင်းကျွန်နှစ်လေးရှိမယ်။နှစ်လေးရှိမယ်။ကိုချောင်း နော်ကိုလေးရှိမယ်ပေါ့နော်ကိုလေးရှိမယ်နောက်ကိုကကြတော့ဒီမှာ၅6နုံ၅လေးရှိမယ်နောက်ပြီးတော့ကျွန်တော်၈6ရှင်းလေးရှိမယ်ဒါတွေပေါ့နော်ကုံကြီးအဲ့ဒါတွေပေါ့ဒါတော့ကုံကြီးဆိုတော့အရှိဝန်ကြီး၊နိကိုဝန်ကြီး၊ချောင်းလေးဝန်ကြီးပေါ့နော်အဲ့ဒါတွေတွဲပြီးတော့ဟောလုပ်တာ ဆိုအဲ့ဒီထဲမှာကျွန်တော်တို့ဘာတွေကောင်းလဲပေါ့သူအချိုက်ကလေးတွေပြောပြောနော်86က86လို့ကျွန်တော်တို့ပြန်ပြန်ကြနိုင်တယ်နော်86က86လို့ပြန်ကြနိုင်တယ်နောက်တစ်ခုကကျွန်တော်တို့86ထပ်ပြီး89 complete ဒါလေးရှိရပေါ့နော် complete နော် complete ရှိနိုင်တယ်နော်86ပြီးတော့အဲ89ထွက်နိုင်တယ်ကြော်ရအိုင်းတကွယ်ဘောနော်86နဲ့ ရှစ်ကိုနဲ့ဘူသဘောကြတယ်ဗောနော်ရှစ်ပါတဲ့ဟာဘူသဘောကြတယ်ကျွန်တော်ကတော့ပြောရရင်ရှစ်တလုံးဘူပြီးတော့ပတ်တည်နေနေကျွန်တော်ပို့ပြီးတော့ခြိုက်တယ်ဗောနော်ရှစ်ပတ်တည်နေနေပို့ခြိုက်ပါတယ်အဲ့တော့ရှစ်ချောင်းနဲ့ရှစ်ကိုအဲ့တော့ညနေပြန်အဲ့ဒါနေအဒီဘွက်တွေရှိပါတယ်ခင်အားလုံးပဲကံကောင်းကြပါစေဗျာ